သူရဲကောင်းဆိုသည်မှာမကြသေးမီကရုပ်တံအစီအစဉ်လေးတစ်ခုကြည့်လိုက်ရသည်ရေခဲမုန်ဆိုင်တစ်ခုတွင် promotion အတွက်ဝယ်ယူသူဖောက်တဲ့တသန်းပြည့်အထင်းမလုံးမီဟုကြေညာထားသည်ဒီနေ့သည်တသန်းမြောက်ဝယ်ယူသူအတွက်ကန်ဆန်းရမည်နေ့ဖြစ်သည်စုကတော့တစ်နှစ်လုံးစာကိုရေခဲမုန်အလကားစာဝင်ဖြစ်သည်ဤနိုင်ငံတွင်တော့မဟုတ်ဆိုသေးကိုကြိုတင်ပြောပြထားကြပါသည်အမျိုးသမီးတို့ဦးကတန်းစီနေသည် သူ့နောက်တွင်လည်းလူရန်ကြီးရှိနေသည်သူလည်းရောက်ပါပြီသူက ရေခဲမုံနဲ့အချားစားစားများကိုမှားသည် မှားနေစမှာပင် သူကဖုန်းကိုထုတ်ပြီးမေးသည်ခဏပါရှင် ကျမဘာမှရမယ်ဆိုတာကိုအိမ်ကိုလှမ်းမေးမလို့ပါအော်နောက်ကဆောင်နေသူတွေကိုအားနာစရာရှေ့ကိုတက်ပါရှင်ကျမဘေးကိုဖယ်ပေးပါမယ်ကျမအိမ်ကိုဖုံးစင်နေလို့ပါ သူမကဘေးကိုဖယ်ပေးလိုက်သည် နောက်လူကကောင်တာရှေ့ကိုတက်ပြီးအစားအစာမှားသည် ထိုစဉ်ပမျော်လင့်သည့်အဖြစ်ကဖြစ်သွားသည်ထိုသူသည်အကျဉ်တန်းမြောက်ဈေးဝယ်သူဖြစ်သွားကဆုတ်ရသွားသည်ဆိုင်ကဝန်ထမ်းများလက်ခုပ်တီးကြသည်သူကိုဆုတ်လက်မကြည့်ပေးရန်ပြင်ကြသည်ထိုသူကကျွန်တော်မယူပြရစေနဲ့ဒီဆုတ်ဟာကျွန်တော်အတွက်မဟုတ်ပါဘူးကျွန်တော်ရှိကအမျိုးသမီးတစ်ပါးပါသူအလှမှာတန်းပြေတာပါသူပေးဖယ်ပေးလိုက်လို့ကျွန်တော်ဖြစ်သွားတာပါကျွန်တော်ဆိုမဟုတ်ပါဘူးသူဆိုပါဒါကြောင့်သူ့ကိုပေးလိုက်ပါဟုဆိုသည် မြင်မြမြင့်မြတ်သောစိတ်ထားပိုင်ရှင်ဖြစ်သည်။အမှန်တော့ထိုဖြစ်ရကလေးမှာအစီအစဉ်ရိုက်ကူးနေခြင်းဖြစ်သည်။သူတို့နိုင်ငံသူတို့လူမျိုးတွင် သူရဲကောင်းစိတ်ထားရှိသူတွေမြင်မြရှိသည်နည်းဆိုခြင်းကိုရုပ်သံအစီအစဉ်တစ်ခုအနေဖြင့်ကင်မရာတွေနဲ့ခိုးရိုက်ကာဖော်ထုတ်နေခြင်းဖြစ်သည်။သူတို့နိုင်ငံသူတို့လူမျိုးတွေကိုယ်နဲ့မထိုက်တန်သည့်နေရာကိုမယူကြမမက်ကြမထိုက်တန်သည့်အရာကိုလက်ခံရရွာမြေကိုလည်းရှက်စရာတစ်ခုအဖြစ်သဘောထားကြသည် လူကြီးလူကောင်းစိတ်ဓာတ်တွေကိုမွေးကြသည် လူကြီးလူကောင်းပေးတရခြင်းကိုဂုဏ်ယူကြသည်လူပိသားသောစိတ်ဓာတ်ရှိသူများဖြစ်ကြောင်းဂုဏ်ယူကြသည်အတင်းကျိုးဝေက ခွေးတို့ပေါက်ကဝင်ပြီးနေရယူခြင်းချင်းကိုဂုံတိတ်ခါမဲသောလောက်ရက်တစ်ခုအဖြစ်မြင်ကြသည်လူစင်းတို့တော့လည်းအဖက်ကြောင့်အမြင်မတူရသည်။အထက်ကမှပညာရေးဖြစ်သည်သူတို့ကြောင့်သူတို့မိဘသူတို့ဝန်းကျင်ကအချောင်သမားစိတ် အတကြီးသည့်စိတ်မတရားစိတ်တွေကိုငယ်စဉ်ကတည်းကမထားမိအောင်တွန်တင်သည်အတကြီးသည့်စိတ်များမမွေးမြောင်အားပေးသည်မြင့်မြတ်သောစိတ်ဓာတ်ရှိအောင်လေ့ကျင့်ပေးကြသည်သူရဲကောင်းဆိုသည်ကအပင်နီသူရဲကောင်းဆိုသည်မှာအတမကြီးသူသဘောရာကြီးသူရယူလိုခြင်းထက်ပေးဆက်ရခြင်းကိုကျေနပ်သူဖြစ်သည်အများကိုဒုက္ခပေးသူမဟုတ် အများကိုစောင့်ရှောက်ကူညီပေးကကဲတန်သူဟုသူတို့တိုင်းပြည်ကပြုစုပြောထောင်ပေးထားသည် သူရဲကောင်းဆိုဒီမှာလက်နက်ကြီးတွေကန်ကလက်နက်မဲ့ပြည်သူတွေအပေါ်အနိုင်ယူသူတွေမဟုတ်ပေသူရဲကောင်းဆိုဒီမှာလူတဦးကောင်းစားရေးနဲ့ပြည်သူအများကောင်းစားရေးအကျိုးချင်းရှင်လာလဲအများပြည်သူအတွက်အသက်ဆုံးရဲသူအသက်ကိုပေးဆက်ရဲသူတည်တာသူရဲကောင်းဟုဆိုနိုင်ပါသည်ဒါဆိုရင်သူရဲကောင်းနဲ့သူရဲဘောကြောင့်သူဘာကွာသည်နည်း သူရဲကောင်းဆိုသည်မှာတုတ်ထန်တွင်ရှိသောအစွမ်းအစာများကိုထုတ်ကာပြည်သူအများကို မထိခိုက်မနစ်နာစေရန်အသက်ဆောင်ကဆောင်ရွက်သူဖြစ်ပြီးသူရဲဘောကြောင့်သူမှာမိမိတွင်ရှိသည်မြညံဆိုးညံယုံများကိုထုတ်သုံးပြီးမိမိကိုယ်ကျိုးအတွက်ခိုင်မာအောင်တိဆောက်ကာသူတစ်ပါးကိုဆင်းရဲဒုက္ခရောက်စေသူဖြစ်သည်ထို့ကြောင့်ဟီးရိုးလုပ်ပြနေသူတိုင်းသည်ဟီးရိုးမဟုတ်ကြောင်းကျွန်တော်တို့သားသမီးများကို ရှင်းပြရမည်တင်ပြရမည်ဥပမာတွေပေးရမည် တချင်ချင်းမှာကျွန်တော်တို့ကလေးတွေကိုသူရဲကောင်းဆိုဒီမှာအဘယ်နည်းဆိုတာကိုကာကနာနာရှင်းပြနိုင်မယ်ကိုရိုင်းကလည်းသူရဲကောင်းစိတ်တဲ့အပြည့်ရှိတဲ့ဆရာများမိပါများဖြစ်ဖို့လိုပါတယ်ဂိုဗန်ဒါရဲ့အစုံမိန်တစ်ခုကိုကိုးကားခြင်းပါသည်ကျွန်တော်အားလုံးဒီ0ဘဝဖြစ်စတင်ခဲ့ကြသည်မှန်ကန်သောဆုံးဖြတ်ချက်ကသာဟီးရိုးတစ်ယောက်ဖြစ်လာစေသည်ကဲတင်ရှင်ကြီးဖြစ်ပါသည်ဆိုကအတင်းကြီးဟီးရိုးလောက်ရင်မရ မိသူကဟီရိုမိသူကဇီရိုဆိုဒီကိုလောက်ရက်ကတတိပြသည်ထုံလောက်ရက်ကိုလည်းမိသူကဆုံးဖြတ်သည်အခုတင်ဆက်သွားတဲ့သူရဲ့ကောင်းဆိုဒီမှာ ဆိုတဲ့စာစုကလေးကိုစာရေးဆရာဆရာတင်ညွန့်က2022ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်။နားဆင်ကြတဲ့သူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ NJ ပါ။